တောင်သာမြို့နယ်မှာရှိတဲ့အန်ယူဂျီယာယီရုံးခန်းနေရာကိုစစ်တပ်လေဒီ50နဲ့ဝိုင်းတိုက်လို့ယာယီရုံးခန်းဖွင့်ထားတဲ့အဆောက်အုံထိမှန်မီးလောင်ပျက်စီးပြီးပကဖရီတေဆုံးထံရရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာမန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်အတွင်းကရုံးပင်လေးရွာကိုစစ်ကောင်စီတပ်ကစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြီးရုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။မီးလောင်ပျက်စီးခဲ့တဲ့နေရာတွေဟာပြည်သူနေအိမ်တွေဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောစကားတွေနဲ့အတူသတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့်တောင်သာမြို့နယ်အန်ယူဂျီယာယီရုံးခန်းနေရာကိုစစ်တပ်လေဒီ၅ဆင့်နဲ့ဝိုင်းတိုက်လို့ယာယီရုံးခန်းဖွင့်ထားတဲ့အဆောက်အုံထိမှန်မီးလောင်ပျက်စီးပြီးပကဖားတွေတိတ်ဆုံးတံရရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။